န္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်ရှိနာမည်ကြီးပေါက်ကြိုင်းလက်ဖက်ကြီးဆိုင်မှာယနေ့မနက်ပိုင်းကမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဆိုပါမီးလောင်မှုဟာဒီဇင်ဘာလ၄ရက်နေ့မနက်9:47မိနစ်အချိန်ခန့်မှာဖြစ်ပွားခဲ့တာပါ။မီးလောင်မှုဖြစ်ပွားခဲ့တဲ့ပေါက်ကြိုင်းလက်ဖက်ကြီးဆိုင်ဟာမန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်58လမ်းပေါ်မှာရှိပြီး101လမ်းနဲ့102လမ်းကြားမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားကြောင်းတတင်းရရှိပြီးနောက်မိသားတက်ဖွဲ့ဝင်တွေဟာအချိန်နဲ့တပြင်းညီတွားရောက်ညှိနှက်ခဲ့ရတယ်လို့သိရပါတယ်။မီးလောင်မှုရဲ့အခြေအနေကြောင့်မိသားရင်အုပ်စု11 1အနေနဲ့ထွက်ခွာပြီးမီးငြိမ်သက်မှုတွေကိုဆောင်ရွက်ခဲ့ရပါတယ်။မင်းငိမ့်တပ်ကြီးအဖွဲ့ရဲ့ထိရောက်တဲ့ဝိုင်းဝန်းကြိုပမှုကြောင့်မီးစတင်လောင်ကျွမ်းပြီး16မိနစ်အကြာမနေ့9နာရီ59မိနစ်အချိန်မှာမီးကိုထိန်ချုပ်နိုင်ခဲ့ပြီးမင်းငိမ့်တပ်နိုင်ခဲ့တယ်လို့လည်းတည်င်းရရှိပါတယ်။ ဒီမီးလောင်မှုကြောင့်ပေါက်ကြိုင်းလက်ဖက်ရည်ဆိုင်တဆိုင်လုံးမီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်းသိရပါတယ်။လက်ရှိအချိန်အထိတော့အဆိုပါမီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတာဝန်ရှိသူတွေကစိတ်ဆစ်တွက်ချက်နေဆဲဖြစ်ကြောင်းလည်းတည်င်းရရှိပါတယ်။

ra đây thì mình mà Thế mà lúc lúc nào nào đâu yên, lúc nào mà con mà hề Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn I don't know what's going on.

我拉皮皮，我帮老板子了，只有人，我好得一啦。好多啦，好多啦，兄弟，兄弟，好多啦，兄弟那种，怎么样？怎么样？弟兄们。

那么我建议吧。